မင်္ဂလာပါရှင်ယခုဖတ်ပြမှာကတော့စာရေးဆရာမကြီးဝဝင်းမြင့်နန်းတော်ရှိရေးသားထားတဲ့ဝွမုံချေတန်းဆိုတဲ့ဝတ္ထုစာအုပ်ကလေးကိုဖတ်ပြမှာပဲဖြစ်ပါရဲ့ရှင်။နားဆင်ပေးကြပါအောင်ရှင်။အပိုင်းကတတိယပိုင်း ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ပြတ်သွားပြီဟုထင်ထားမိတော့လေတားမြစ်ပိတ်ပင်ခြင်းမှာမစွမ်းသာသောအတန်လိုက်များကကြံရန်စွာပင် တုံခါရိုက်ခတ်လာပြန်သည်။အိုဗျာခမားတို့ဟာခမားတို့ဘာဖြစ်နေလဲ။ခုကျွန်တော်မိမမှာကိုဝင်နဲ့ကျွန်တော်ဖြစ်နေမိသားစုဘဝမျိုးဖန်တီးခဲ့ပြီးပြီ။ခုချိန်မှာတော့ကျွန်တော်မိမမျက်နှာလွယ်ပြီးဘသူ့ကိုမှမထောက်ထားနိုင်ဘူး။ဒါပဲ။ဒါကျွန်တော်ဘက်ကအရှင်းဆုံးပြောလိုက်တဲ့စကားပဲ။အေးပေါ့ဒါရဲ့နင်ပြောနိုင်ပြီပေါ့။ခုအမေရွယ်လောက်ရှိတဲ့တထေးသမီးကိုအပိုင်ကြံခဲ့ပြီကို။အေးပါ ဒီလိုသိရတော့လေငါဆူတောင်းပေးခဲ့ပါရဲ့ညို့မွေးလာတဲ့ကလေးမနင့်ဝစ်မလဲပါစေနဲ့လို့ဖះဖះအယောင်ယောင်အမားမားဖြင့်ဝမ်းမိုင်ပုတ်ပုတ်မော်သူလက်နှင့်အသာဆမ်းမိ၏မြတ်စွာဘုရားကယ်တော်မူပါခုချိန်မှာအသက်ရှင်နေသောဖះတပည့်တော်သည်တတိသမီးမရင်သိမ်းမဟုတ်ပါဗျာညီအကိုမောင်မများမိတ်ဆွေတငယ်ချင်းများချက်တော်တင်တင်မဟုတ်ပါဗျာတူတူမကလေးများဤကြီးသိမ်းမဟုတ်ပါဗျာမောင်ချက်တော်မမလည်းမဟုတ်ရပါဗျာတပည့်တော်ဤဝမ်းကြတိုက်ထဲမှာ ကလေးဤမိမိဖြစ်အသက်ရှင်နေရပါတယ်ဗျာ။ဤမှန်သောတစ္ဆာစကားကြောင့်ကလေးကျမပါစေ။မုန်းသူတို့ဤချိန်စာမှလွတ်ပါစေ။အမေရဲ့အမေတို့ကိုကြီးတို့ရင်ခွဲအောင်အရှက်ခွဲအောင်လုပ်ခဲ့မိတဲ့အမိုင်းမာမိသိသိဘဝတစ်ခုလုံးအစိမ့်စိမ့်အမှောင်မှာပြိုခွဲရပါပြီအမေ။ထိုမိမကြီးဤစကားများကိုနားထောင်ခဲ့ရပြီနော်။အံ့ဩတုန်လုံးစွာအေးဆက်တောင်ခဲလျက်အတိမဲ့နေသောအဖြစ်မှမျက်ရည်ပူများသည့်အလိမ့်လိုက်အလိမ့်လိုက်ကြွေကြခဲ့လိမ့်ပြီ။အမေနှင့်မိသားစုကိုခြံရင်ခဲစဉ်က ညည်ရင်တပိုးတပေါင်းများမကြခဲ့တော့အသေးမှသူဤငိုပွဲကချင်းချင်းတဲလေပြီအတာတို့သားမိသားဖားတွေအခန်းတကားကိုထူရိုက်ဖြက်စီ၍ဖွင့်ပြီးဝင်လာကြတော့မမရင်မသတိလက်လွတ်မိမျောနေသည်သတိပြန်လည်လာတော့အခါအတာကိုမတွေ့ရရောက်ခမကြီးတွေကတော့စင်နာစွာဖေးမှပြူစုလျက်တမိလေးစိတ်လျှော့ထားနော်ဖြေးတာတလို့သာဖြေးပါတော့ငါတမိရဲ့ငါတမိမွေးဖွားပြီးတော့မှကြိုက်တယ်လို့ဆုံးဖြတ်တမိဖြစ်စင်တာအကုန်ဖြစ်စေရမယ်ကုသိုလ်ကံတည်တည်လေးကောင်းခဲ့၍ အဖေအစားအမေစားရသလိုရောက်မှများကတင်း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 နဲ့ပါဇက်ဖျားကမချပဲပြူစုယူရကြသည်ဆရာဝန်ဆေးဝါးအစားအသောက်ကအစားဘာမှမလိုစေရအောင်ကြိုးစိုက်သည်အတာကိုတော့၃ရက်လောက်ကြာတဲ့အချိန်မြင်ခွင်တူခွင်များသူ့အကြောင်းကိုလည်းလူကြီးတွေက တခေါ်မှမဟာသူ့ကိုလုံးဝမမေးဘူးဟုစိတ်ကိုတင်ထားသည်နာကြီးမုံဒီစိတ်တွေလည်းအလိမ့်လိုက်တက်လာသည် တွေ့ရင်တော့ဟူချင်းလျက်ရမ်းလို့ရန်အသိမ့်ပြင်ထား၏တခါတခါကြပြန်တော့ သူ့အတန်ချိုများများတွေသူ့အယူအရာတွေကိုတောင်းတမိပြန်သည်ချစ်မဆွဲလမ်းမှုနဲ့ကြောက်ရွံ့ဆက်ဆုံမှုတို့သည်တမမြတာစွာပင်ရောထွေးနေတော့၏အတောက်သူ့အတော်အိမ်မှာခဏပို့ထားတယ်။တမိသိခံစားနေရတဲ့အချိန်မှာဆိတ်လိုက်မှန်ပါရဖြစ်ကုန်ကြရင်တစ်ချက်ကနှစ်ချက်ဖြစ်မှာဆိုလို့အမေရောယုံပါ诶။တမိမမွေးဘူးပဲမဲ့မိမချင်းကိုချင်းစာပါတယ်။တို့များမိန်းသားဘွားထစ်ခနဲ့ဆိုရှုံးပြီ။တခါမှတော့တခါပဲရှုံးမပေါ့။ စိတ်လိုက်မှန်ပါနဲ့အခါခါမှရင်အခါခါရှုံးမှာအမေရဲ့တိတ်တိတ်တော့တည်ကျင်တော့တာပါပဲ။အိုးဒီလိုမအောင်မေကောင်းပါဘူးလုံမရဲ့မဟုတ်တာစိတ်ဆင်းရဲတိုင်းသာတည်ကျင်ရရင်ဒီလောကမှာလူကိုရှိမှမဟုတ်ဘူးလူတိုင်းလူတိုင်းပဲစိတ်ဆင်းရဲစရာဆိုတာတခုမဟုတ်တခုကြုံဘူးတာချီပဲအဲ့ဒီလိုစိတ်ဆင်းရဲစရာကြုံလာတိုင်းဒီဒုက္ခဟာငါတယောက်တည်းကိုသာဖြင့်ခံနေရတာလို့တွေးမိကြတာကြီးပဲအေးတည်လို့ရသလားဆိုရင်ပုံငတာလဲတည်ကျင်ပါပဲ။ သူခြံခဲ့တဲ့မိန်းကလေးလဲတည်ခြင်းမအမေလဲခုသားမိုက်အတွက်ရှက်တာနဲ့ကိုတည်ခြင်းတာပဲတည်တည်ရဲ့သမီးသူသူများရဲ့မယံငယ်မဖြစ်ချင်ဘူးအမေချိန်မှနှုတ်မှခက်ခဲပင်ပန်းစွာထွက်လာသောနှလုံးသွေးစကားများအတွက်ရောက်မှမျက်ရည်ကြာရသည် သမီးကအင်ကိုခြေဆုံးကမ်းပြီးထွက်လာခဲ့တာပါအမေခြေဆုံးကယုံနဲ့မကဘူးငယ်စင်းဖြတ်ပြီးထွက်ခဲ့တာပါ သမီးလေးသူ့ကိုတိတ်ပြီးယုံလွယ်မိခဲ့တဲ့အမေရဲ့တတလုံးဒီတစ်ခါပဲချစ်ခဲ့မှုတာပါ တမိအခုလဲသူ့ကိုဟိုမမုန်းနိုင်သေးဘူးအမေသူနဲ့ကွင်တမိသေးမလားမသိဘူးအတိညာမျက်စိစုံလုံးကန်ရက်ရှက်ရွံ့ခြင်းစီးပေါင်းများကိုတတ်မှတ်မှုအဟုံးဖြင့်မိုက်မဲစွာဖြတ်ကျော်မိပြန်သည်ဟုတ်ပါပြီတမိကိုအမေနားလဲပါတယ်တမိကတအောက်ချစ်တယ်လို့တအားလဲတမိကိုချစ်တာပါပဲကဲပါ၏လောလောဆယ်တော့ဘာမှတွေးမနေပါနဲ့ဦးဒီကိစ္စကတွေးဖို့ဘုံနဲ့အလောကြီးဖြည့်ရှင်းလို့လည်းဖြစ်သေးတာမဟုတ်ဘူး ခုတော့ငါသမီးရောငါမျိုးရောနေကောင်းမှုအရေးကြီးပါတယ်။အလုပ်တစ်ခုကိုမလုပ်ခင်ကတည်းကအကြံဉာဏ်ကောင်းကောင်းနဲ့စီမံဖန်တီးတတ်သူကိုဘလို့အကွက်အကွင်ကဘလို့ပုံစံမျိုးနဲ့ရောက်လာမည်ဟုတော်ရင်သိန်းကမျှော်လင့်နေခဲ့သည်။ဖြားနာခြင်းဝေဒနာနဲ့လူမမအဖြစ်ရောက်လာခဲ့သောချက်သူကိုတန်တရားစိမ့်နဲ့လက်ခံခဲ့ရသည်။မိုးရွာတိုင်းမှာတညလုံးထိုင်ကုန်နေသည်ဆိုတော့သူ့လိုရသည်ပင်တကယ်ဝမ်းနေလို့လားလူမမဖြစ်ချင်လို့လားဆိုတာဘေကမှန်မလဲမဝေခွဲတာ မတွေ့ရသောရပ်ပိုင်းတွင်မှတိတိတသာပိန်ချသွားတာကိုလည်းအသေးအချာလေ့ကျင့်လာခဲ့သောမာယာများဟုသာထင်နေမိသည်။တရီးတရိုင်နှင့်ရှောက်လာသောခြေလမ်းများဖြော့တော့သည့်ရုပ်ရည်နှီးခြင်းမေးစင်သောမျက်လုံးများနှင့် ကိုယ်ရည်ချစ်ချစ်တောက်ပူနေသည့်ကြားမှအေးရပေါ်မှပက်လက်ကလေးလက်အုပ်ချီလျက်မျက်ရည်တွေတတွင်တွင်စီးကြကအတန်ကတော့တိတ်ဆိတ်နေသည်။အတန်တိတ်ပေါ်လေအတာဆိုသောလူတစ်ယောက်၏တိတ်ဆိတ်ခြင်းများစွာကိုတတိလက်လို့ဥညွံ့မြဲထုံးစံနိုင်ပေမမရင်သည် မယားဝတ္တရားတွေကို အမောင်အဆမောမဖြစ်တဲ့အထိကြေခဲ့ပြန်လေသည် တခါတခါမှာတော့မောင်ကမမရင်ကိုတကယ်ပဲချစ်ခဲ့တာလားမချစ်ပဲဖန်တီးယူခဲ့တာလားဆိုတာအမှန်တိုင်းသိကျင်ပြန်သည်သိရသောတတိကိုလည်းတဖြည်းဖြည်းမွေးယူခဲ့သည်ဆိုရင်နာကတော့မောင်ကအမှန်တိုင်းဝင်မခံပါကိုပင်ဖြစ်သည်မမရင်သည်မောင်ကိုချစ်လဲချစ်၏ဆွဲလဲဆွဲလန်း၏သို့သောစိတ်ချလက်ချမယုံရဲတာအတွက်ဝမ်းနေရသည်မောင်ရဲ့ တသက်မှာတစ်ခါပြောတာမျိုးပဲဖြစ်ဖြစ်မမရင်မေးတာလေးကိုတော့အမှန်တိုင်းဖြေစမ်းပါမမရင်ကိုတနာစရာလည်းမလိုဘူးကြောက်စရာလည်းမလိုဘူးညာလည်းမညာနဲ့လေမမလိုပဲဖြစ်ဖြစ်မမရင်ခံနိုင်ရင်ရှိအောင်တက်တိမွေးထားပါဗျမမမောင်သိအထင်သေးသွားပြီနော်ထားပါလေမောင်မားခဲ့တယ်ပဲထားပါမောင်မပြည့်ရှိပါတယ်မမတီးထမကတဲ့အပြစ်ပေးမယ်ဆိုတော့မှမောင်ခံရအောင်ပါမမကိုဂရိပေးပါတယ်မမသိချင်တာလဲမေးပါ မောင်တကယ်ကိုလေးလေးနက်နက်ဖြေးပါမယ်။မင်းမမကိုဘာဖြစ်လို့မရအရယူခဲ့ရတာလဲ။စမ်းသပ်မှုတစ်ခုလုပ်ကြည့်တာ။ဘာ?ဘာရဲ့?မောင်တတန်တလျှောက်လုံးမှာမမရဲ့အနေအထိုင်အပြောအဆိုပုံစံမျိုးတရားမှမတွေ့ခဲ့ဘူး။တအိမ်လုံးကသဘောကောင်းကြတယ်ပျော့ပျော့နေကြတယ်မမကမနေဘူး။တယောက်တည်းတီးတဲ့မမလိုပြိုကြီးတယောက်မှာချက်တက်တဲ့အသင်းနှလုံးရှိမရှိရမ်းအောင်သိကျင်နေတာ။ သိချင်လို့မအောင်စိတ်မဝင်စားဝင်စားအောင်တမင်ဖန်တီးကြည့်ခဲ့တာပါဒါပေမဲ့မမရဲ့မမားခဲ့ပါလေမမမအောင်တကယ်ချက်ခဲ့တာပဲတလောကလုံးပေါ်မှာချက်ရမယ့်ချက်တွေမောင်ပေါ်မှာများပုံချစ်သလားလို့ထင်ရလောက်မမမအောင်ချက်တာသိရတော့မောင်လည်းမမအောင်တကယ်ပဲပြန်ချက်ခဲ့တာပါဒါနဲ့မြမောင်ရဲ့ကိုတကယ်ချက်တဲ့မိမအောင်ဒုက္ခရအောင်မောင်မှာမိမရှိနေလည်းနဲ့အလုံးစိတ်ဆင်းရအောင်လုပ်ရတယ်ဒါဟာလူမှုရေးဆောင်ဆရာမယ့်ကိစ္စတွေလို့မတွေးခဲ့မိဘူးလား။အိုး မောင်မကရှင်းခဲ့ပြီးသားပဲမမရဲ့မောင်ထွက်မလာခင်သူနဲ့ပြန်ရှင်းခဲ့တာပဲမင်းတို့ကမပေါင်းနိုင်တော့ဘူးဆိုပြီးပြောင်းပြောခဲ့တာပဲလူကြီးတွေကနှစ်ဘက်စလုံးလက်မခံခဲ့ဘူးမဟုတ်လားမမဒီမှာမောင်ပြောမယ်သူနဲ့မောင်နဲ့ချစ်လို့ယူခဲ့တာဘယ်မိဘကမှပေးစားလို့ယူခဲ့တာမဟုတ်ဘူးအခုရေစက်ကုန်လို့ကွဲတယ်ဘယ်မိဘကတားလို့ရမှာလဲအဲ့ဒီစိတ်သဘောထားမညီမျှမှုတွေကြောင့်မောင်ရောက်ချင်ရောက်ဆိုပြီးထွက်ခဲ့တာမောင်ရဲ့ဓာတ်ပြန်လဲတင်းနေအောင်ပြန်လာရသေးတယ်อืม ခုခလုတ်ထီတော့လည်းအမိတားခဲ့မရပါလို့အရှုပ်ရှင်းတွေဖြစ်ရမှာဆိုလို့အဖေစီစူးစမ်းရပြီးရှင်းပြပေးဖို့နားပူခဲ့ပါတယ်။မောင်တို့ရောက်တဲ့နေ့ကအဖေသူတို့စီကိုသွားနေတာ။မောင်မင်းကလေးသည်မောင်တို့နေသောမြို့ကလေးနှင့်သုံးပိုင်ခံဝေးသည့်ရွာကြီးတရွာကဖြစ်သည်။တော်ရွာဆိုပေမဲ့ချမ်းချမ်းသာသာကျွယ်ဝသောကြောင့်အဝေးပြေးကား၃စီလောက်ထောင်ထားသည်။မောင်ကအဝေးပြေးကားတစ်စီကိုမောင်ကြီးရဲ့စီးပွားရှာခဲ့သည်။သူတော်မမအလုံးလက်မဲ့ဖြစ်နေသည်။ မမရင်ပါလာသောငွေစာများကိုတတိတိနှင့်ထုတ်ပေးနေရသည်ရှေခီအတွက်တွေးကြည့်ရင်နှင်းတွင် မုံနေသောမြင်ကွင်းကိုကြည့်ရသလိုပင်ဘာမှကိုမမြင်နိုင်အောင်ရှိနေသည်မမရင် ရောက်စားကလူသည်များထုတ်ပေးခဲ့တော်လဲတဖြည်းဖြည်းနှင့်ပြောင်းလဲလာသောအခြေအနေကြောင့်လိုအပ်လျင်သုံးဆွေရန်ချမ်းရသည်မောင်းလို့ရပြီဟဲဟုတ်လားဘာလုပ်လဲကားမောင်းတဲ့အလုပ်ပဲပေါ့မမရဲ့မောင်းကကားပဲမောင်းတတ်တာကားမောင်းရမှာပေါ့တပတ်ကနှစ်ခါလောက်ခီးထွက်ရမယ်သူစကားကိုကြားပြီးနောက် မိကွန်ဆက်မရန်မဝင်မရဲဖြစ်သွားသည်ဘသူကကို မောင်းမလဲဟုမမီရဲမင်းနေကြလဲမလို့မောင်းပဝင်းစမကားပိုင်းဆိုလို့မောင်းရောက်ခမကြီးတွေကလွယ်ပြီးဘသူမှမရှိ အမှန်တိုင်းပင်ရောက်ခမကားကိုပြန်မောင်းသည်ထားသူမိမသူပြန်မောင်းသည်ထားမမရင်ဘာမှကန့်ကွက်ပိုင်းခွင့်မရှိမမရင်သည် နောင်ရေးအထွက်တွေ့ဝေစားပြူလာသည်ဒီလိုဘဝမျိုးနဲ့တစ်တလုံးနေရတော့မလားသူတို့မှာကမပြတ်သားတာတွေအများကြီးလူချင်းချင်းကလည်းခင်မင်းရင်းနှီးဆွဲရှိ စီးပွားကလည်းဆက်ဆက်လူငယ်ချင်းကလည်းတတူရွေမြလောကငရေတွင်မှာပူလောင်မှုများစွာကိုတမြင့်မြင့်ခံစားနေရသည်တယောက်ထဲပါပဲအလုံးကိုစွန့်ရဲခဲ့သူဤတတိများမှာစက်ပြောင်ငှက်ပြောက်ပဲရောက်ကုန်မှမသိအားငယ်စိတ်မကြေနပ်စိတ်ဝမ်းနည်းစိတ်တို့ဖြင့်အတွေ့တွေရှုပ်ထွေးလာနေတော့သည်ဘယ်ဘွားကဝကြွေကြောင့်ဒီလောက်များတဲ့ဒုက္ခတွေနဲ့ရင်ဆိုင်နေရတာမှမသိဘူးနောက်ဘွားဆိုရင်တော့ဒီထက်ကြီးမားတဲ့ဒုက္ခတွေနဲ့ရင်ဆိုင်တွေ့ရမှာပဲ။ သူများအတိုင်းမျိုးဖြတ်တဲ့အပြစ်ထက်ကြီးဟာမရှိသေးတလေတွေ့ရင်တွေ့ရင်တန်တရားကိုကြောက်လာသည်မောက်မားချင်းတော်မြန်မယ်ကြီးထဲမှာဆက်လျှောက်တင်သေးရဲ့လားနောက်ဆုံးရမှာလား꿰ထွက်သွားရမှာလားတကယ်တမ်းလောက်ရမည်အလုပ်ကတော့လမ်းတစ်ဖွေရှာဖို့သာဖြစ်ကြောင်းနားလဲခဲရသည်ဒါပေမဲ့စိတ်လိုက်မှန်ပါလုပ်ရမရနိုင်တော့ဝင်ထုတ်ဝင်ပိုးကြီးတစ်ခုအတွက်အချိန်ကိုစောင့်ဆိုင်နေရသည်သူကတော့အရာရာကိုပေါ့ပေါ့တန်တန်တွေးလျက်အပြုံးမပြတ်အပြုံးမပြတ် ရှေ့နောင်ရီတွေကိုလည်းလေးလေးနက်နက်မတွေ့ပြန်လာရင်တော့အစားအသောက်တွေအဝတ်ထည်တွေနဲ့ငွေတွေအများကြီးပါလာတတ်သည်ပြီးတော့ယောက်ျားကလေးမိန်းကလေးမှမသိနိုင်သေးတော့သူကလေးအတွက်အဝတ်ကလေးတွေအယုတ်တွေကိုရောကလေးသုံးဆောင်ပစ္စည်းတွေကိုရောဝယ်လာသည်ခါတိုင်းတပတ်မှနှစ်ခါသာခီးထွက်လေးရှိရမှ တပတ်မှနှစ်ရက်လောက်သာအိမ်မှာနားတော့ဤသူကတော့မျက်နှာမပြတ်ပြုံးရှင်စွာပင်ကလေးဖေဖြစ်တော့မှဆိုတော့ကြိုးစားရတယ်ဟုတဖောက်ဖောက်ပြောနေသည်မမရင်အဖိုးတော့ သူ့ဘာပြောပြောယုံစားရန်ခံနေ၏စိတ်ကိုလည်းနိုင်နေအောင်အမျိုးမျိုးဖြတ်ထားတာမို့သူနဲ့သူရှာပွေခဲ့သောပစ္စည်းများကိုအစိတ်တစ်ပွဲအောင်းမေ့နေမိသည်ဒီလိုနဲ့မဲသူရင်သွေးကိုရောက်မှများ၏ဆောင်းရှောင်းမှုဖြင့်ချုံမောစွာမူပါခဲ့သည်အဲ့ဒီနေ့ကတမီမမွေးပါစေနဲ့မမွေးပါစေနဲ့ဟုဘိုက်တွင်နာနေသည့်ဂျာမားဆူတောင်းခဲ့ရသည်တားလေးဟုကြားလိုက်ရစဉ်မှာဝေဒနာတွေဆိုးရိမ်မှုတွေအကုန်ကင်းပါခဲ့၏ဝမ်းသာစိတ်ကြောင့်အာမန်တွေပြေဝနေခဲ့သည် တကယ်လို့များသမီးလေးမွေးခဲ့ရင်မိဘများဤဝတ်ကြေးကြောင့်မုံသူတို့ဤကျင်းစာကြောင့်အကြီးတန်းသောဘဝမျိုးဖြစ်လာမည်လားဟုပူရမှာတားကိုယ်တော်အမိတသက်လုံးအားကိုးရတော်မူအရာအားလုံးကိုရင်ဆိုင်ရန်ဆုံးဖြတ်ပြလိုက်သည်မမရင်အတွေ့ထဲမှာ မောင်ကိုအတက်နိုင်ဆုံးဖဲထုတ်ထားသည် မောင်နှင့်ပတ်သက်သမျှမသိအောင်စူးစမ်းပြီးနားပိတ်ထားခဲ့သည်တရားသည့်တိုင်စိတ်ဝင်စားမခံစားဖြစ်အောင်နေခဲ့သည်မခံစားခြင်းအောင်ဆောင်ခဲ့သည်ဒါပေမဲ့ ဆက်သူဤမျက်တောင်တစ်ဖြက်ဖြက်ကိုမြင်ယုံဖြင့်သူအသေးနှလုံးမှာမိမဗနယောက်ကိုနေရာပေးချပြီလဲဆိုတာကောင်းကောင်းသိတာပေါ့သူ့ပေါ်မှာဘာဆိုဘာမှအပြစ်မတင်ခဲ့တာဟာသူ့ကိုချက်တာထက်ကို့ဘွားကိုချက်ရအောင်မှမို့ပြန်၍ထူထောင်ရအောင်မှမို့သားဖြစ်သည် သူ့ကိုအပြေးပိုင်ခွဲခွာရန် သူ့မိမပိသားစွာစီမံရတော်မူတား6လောက်လောက်ရောက်တော့မန္တလေးမှာရှိနေသောအချစ်ဆုံးတငယ်ချင်းထံသို့အကျိုးအကြောင်းဆုံဆုံရည်၍စာတစောင်းထည့်လိုက်သည် ကြံကောင်းညံကောင်းလေးများပေးပါအောင်ဟုလဲသွေးတို့ဆန်းကြည့်လိုက်သည်တငယ်ချင်းသည်စာရရချင်းစားထည့်ရန်လိမ့်စာကိုကြည့်၍တူကလေးတယောက်ကိုခေါ်ကမော်စီပန်းကြီးရောက်ချလာတော့သည်ဒီလိုအချိန်မျိုးနဲ့ဒီလောက်ထိအောင်ဤတိခန္ဓာများအံ့ပါရဲ့ကို့ဘွားကို့မျိုးနဲ့ဘာမှမဆိုင်ဘူးကဲဘာမှပြောမနေနဲ့ပြန်မယ်တင်းတင်းကအပြိုကြီးပြီပြီပြတ်သွားစွာပင်ခေါ်၏ထိုအချိန်မှာအတားရှိမနေပါနေလူကိုစောင့်မနေနဲ့တင်းတင်းနေရတဲ့စားရတဲ့အတိုင်းပြတ်သားမှဖြစ်မှာဆိုရင်တော့ ဘာမှငင်းမနေနဲ့လိုက်တာလိုက်ခဲ့ငါအကုန်တာဝန်ယူတယ်တကယ်တမ်းပြတ်သားဖို့ကြုံလာတော့အခါတခြားလုံးကောင်းခဲ့သောရောက်ခမများကို အာနာနေသည်ဘာမပြောညာမပြောနဲ့သူနဲ့သားကိုခွဲပြေးရမှတနာနေသည် တွေးကြည့်တော့အခါမမရင်ဒီမောင်ကိုမသိခင်ကယုံခဲ၏အချောင်းတည်ပြီးပြန်တော့လဲစိတ်ရှုပ်ရှုပ်နေမင်းဆက်၍မယုံမကြည်နဲ့အပြစ်မတင်ပဲနေခဲ့၏မမြင်နိုင်သောမြစ်တာတရားနဲ့သာချစ်ခင်ဆုံးမပြီးတန်ရောစဉ်ဖွင့်နှောင်ရပ်ပတ်ခဲ့ခြင်းသာဖြစ်သည် ီကယ်တန်းတရားဝင်ရုံးတော်မှာလက်ထပ်ထားတာမျိုးပဲမလုပ်ခဲ့ရ။သူအိမ်သူလိုက်လာခဲ့ပြီးနေ့ရက်မြောက်တိနေမှာပင်ပြဿနာတွေနဲ့အပူတွေရင်ဆိုင်ခဲ့ကြရတာ။ဘာလက်မှတ်မှလည်းထိုးခြင်းစိတ်မရှိ။ဒါပေမဲ့မိဘများနဲ့ကိုယ်ကိုယ်တည်းဖုံးတော်ကြီးအပါဝင်ရက်ရွာလူကြီးများကိုတော့မင်္ဂလာဥဆုံးကလေးကပ်၍အတိအမှတ်ပြုခဲ့သည်။အဲ့ဒါနင်ကန်ကောင်းတာခုပဲလိုက်ခဲ့တော့အဲ့ဒီကောင်နင့်ကိုပြန်ခေါ်စရာတရားဝင်ဘာမှလုပ်လို့မရဘူး။တင်းတင်းကတော့တတွတ်တွနဲ့နားချာ၏။ ကိုရိုင်းကလည်းဘွား၏အချိုးအစက်တစ်ခုကို ပြောင်းလဲပြင်ရန်ဆုံးဖြတ်ခဲ့ပြီးဖြစ်၏။ငယ်ဘွား၏အစက်ပိုင်းကိုတော့တိခနဲဖျက်ပြစ်နိုင်ခဲ့တာအချစ်ရမစိအဟုန်ကြောင့်ဖြစ်သည်။နောက်တဘွားကိုဖျက်ပြစ်ရမှာတော့မဖြစ်သင့်မှန်းသည်၍အတိတရားနှင့်ရှင်သောအတိစိတ်ကြောင့်ပင်ဖြစ်သည်။မလုတင်တာကိုလုတ်ခဲ့တော့ကလွယ်သလောက်လုတ်တင်တာကိုလုတ်ရရန်အတွက်နှောင့်နှေးနေသည်။မောင်ရေမမရင်ရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုမနှောက်ရှက်ပါနဲ့တော့။မမရင်မောင်ကိုမိလိုက်ပြီဆိုသောစကားကြောင်ကို ရေး၍ထားခဲ့သည်။ ရောက်ခမများကိုတော့မုံရွာအမနောက်အလေလိုက်သွားအောင်ပဲဟူညာရသည် လူကြီးတွေကတော့မသိအောင်အဆောင်ကောင်းလာသည်ဘာပဲဖြစ်ဖြစ်လှုပ်တင်လှုပ်ထိုင်တာကိုလှုပ်သွားတဲ့ချွေးမအတွက်တိတ်ဆိတ်စွာပင်ကူညီကြသည်တမီးရင်သာဖြစ်ခဲ့ပြီဆိုရင်လည်းအငဲအနှောင်းဘဝနဲ့တသက်လုံးနေဖို့ခွင့်ပြုမှာမဟုတ်တမီးစိတ်တိုင်းကြသလိုစီမံသွားပါညီယောက်ျားအတွက်ငါတို့တာဝန်ယူပါမယ်တကယ်တော့ဒီကောင်သာမပြတ်သားတာပါသူလုံးရမယ့်အလုပ်ကိုငါတမီးရရင်အကွဲခံပြီးလှုပ်သွားမှာတော့ ဒီကောင်မနှောက်ရှက်စေရဘူးဟုယောက်ခမများကတောင်းဝန်ယူသည်အတာအဖေကသူ့မြေးကြီးကိုနန်းရှုံလျက်မျက်ရည်တွေကျနေတာမြင်တော့ငိုရပြန်သည်နောက်ဆုံးတော့အရာအားလုံးသည်မှုံဝါးစွာပင်ကျန်ခဲ့တော့သည်ယခုဖပြသွားတဲ့ဝတ္ထုလေးကိုအဆုံးထိလိုက်ပါနာဆင်ပေးတာသူအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်နောက်လာမယ့်အပိုင်းတစ်ကလေးတွေကိုလည်းဆက်လက်နာဆင်ပေးဖို့အတွက်တောင်းဆိုပါတယ်တရားချမ်းမြေတို့နေရကလေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျမကတော့စာဖတ်သူဝိုင်းပါ။